အားလုံးပဲမိင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအားကစားသတင်းလေးကိုကြည့်ရမယ်ဆိုရင်တော့ဘိုင်ယန်လေဘာကူဆင်အသင်းရဲ့ဂျာမန်နောက်ခံကစားသမားဖြစ်တဲ့ဂျွန်နတန်ထန့်စ်ကတော့လာမက်နွေယာစီထရန်စဖာဝင်းဒိုးမှာပဲကလပ်အသင်းကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာဖို့ကစားသမားကဆုံးဖြတ်ထားပြီဆိုပြီးဖော်ပြထားတယ်လက်ရှိမှာတော့အသက်26နှစ်အရွယ်ဒီနောက်ခံကစားသမားကိုဥရောပအသင်းနေဖြစ်တဲ့ဘာစီလိုနာတစ်ဖက်ကလေဘာကူအသင်းတို့ကအပြိုင်ခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှကစားသမားကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့တာတဲ့ဆိုင်ရင် ပရီးမီယာလိဂ်ကလပ်တင်းဖြစ်တဲ့လီဗာပူးအသင်းကိုသာပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးတော့မှမန်ဒိုဒီဘော့ဒီဘော့ကဆိုထားတယ်။ဆိုတော့လာမန်နယ်ရီထရန်စပါဝင်တို့ကမန်ချက်စတာစီးရီးအသင်းနဲ့စာချုပ်တက်တန်ကုံဆုံးမှဖြစ်ပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားနိုင်တဲ့စီးရီးအသင်းရဲ့ဘယ်ဂျီယံကွင်းလစ်စတာဖြစ်တဲ့ကေဗင်ဒီဗရိုင်နာကတော့လက်ရှိမှာပေါ့လေဒါကျွန်တော်တို့ဒီအမေရိကန်မေဂျာလိဂ်ကလပ်အသင်းကြီးနဲ့ဒါဆွေးနွေးမှုတွေရှိတယ်ဆိုပြီးသတင်းတွေထွက်နေပြီးမလို့ ကစားသမားကတော့အာဂျင်တီးနားကလပ်တင်းဖြစ်တဲ့ Republic အတင်းစီကိုသာပြောင်းရွှေ့ကစားဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့မှဖာဖီဇီယိုရိုမာနိုကဖော်ပြထားတယ်။ဒါအပြင် Manchester City အတင်းကကျွန်တော်တို့ဒါဒီ Jupiter အတင်းရဲ့ပေါ့လေစင်တာဘက်ကစားသမားဖြစ်တဲ့ Daniel ကို Lamelle City Transfer Window မှာအရခေါ်ဖို့ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကိုဒါဥရောပအတင်းနေဖြစ်တဲ့ပေါ့လေကျွန်တော်တို့ဒီ Arsenal Liverpool အတင်းတို့ကပါခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှ ဒါကျွန်တော်တို့ Manchester City အသင်းကလည်းဒီကစားသမားကိုအရာခေါ်ဖို့အကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ Chelsea အသင်းကတော့ဒါ Real Madrid Liverpool အသင်းတို့စိတ်ဝင်စားနေတယ်။အာကျွန်တော်တို့ဘုံမောက်အသင်းရဲ့ Spain နောက်ခံကစားသမားဖြစ်တဲ့ဒါ Dan Whitesands ကိုအရာခေါ်ဖို့အကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။လက်ရှိမှာတော့ Chelsea အသင်းကဒီကစားသမားရဲ့ စာချုပ်ဖြတ်သိမ်းခြင်းယူလို့ဒါကျွန်တော်တို့တန်း60နီးပါးကိုပေါ့လေပေးချေပြီးတော့မှ down white sun ကိုအရခုဖို့စီစဉ်နေတယ်ဆိုပြီးတော့မှ football insider ကသုံးသပ်ထားတယ်ဒါပြင်ကျွန်တော် Chelsea အသင်းကဒါကလပ်တည်းရဲ့ပေါ့လေအင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ Noni Mourinho ကိုတော့ reality transfer window မှာပဲကလပ်အသင်းကနေအပိတက်ရောင်းချသွားဖို့စိတ်ဝင်စားနေပြီးတော့မှလက်ရှိမှာတော့ဒီကစားသမားကို Premier League ကလပ်အသင်းနေဖြစ်တဲ့ Newcastle Aston Villa အသင်းတို့ကခေါ်ယူဖို့ ဒါကြောင့်ကျိုးပတ်မှုတွေရှိတယ်ဆိုပြီးတော့မှ daily minus ကသုံးသပ်ထားတယ်။ charge part မှာလည်း Arsenal သင်းရဲ့ Brazil နောက်ခံကစားသမားဖြစ်တဲ့ Gabriel ကိုတော့ sorry pro league club အသင်းတချို့ကမြန်မာနဲ့ပြောင်းရွှေ့ခြင်းနဲ့ Arsenal သင်းတီတရားဝင်ကန့်လတ်မှုတွေရှိခဲ့ပေမဲ့လို့ Arsenal သင်းကတော့ဒီကစားသမားကိုရောင်းချသွားမှာမဟုတ်ဘဲနဲ့ကန့်လတ်မှုအားလုံးကိုညှင်းဆန်ထားတယ်ဆိုပြီးတော့မှ marker ကဖော်ပြထားတယ်။ ဒါပြင်ကျွန်တော်တို့ကနယူကတ်ဆဲအသင်းရဲ့ဆွေတဲ့တိုက်စစ်ကစားမှဖြစ်တဲ့ ISIS ကတော့နယူကတ်ဆဲအသင်းနဲ့စာချုပ်တက်တန်ထတ်တိုးနိုင်ဖို့အဆင်မပြေဖြစ်နေတဲ့အတွက်အာဆင်နယ်အသင်းကလာမယ့်ဒွန်ဒီထရန်စပါဝင်းတို့မှာတော့ ISIS ကိုခေါ်ယူဖို့ပုံမအခွင့်အရေးရသွားပြီဆိုပြီးတော့မှ ဖိုဘောအင်ဆိုင်ဒါသုံးသပ်ထားတယ်။ခြားတစ်ဖက်မှာလည်းဒါလီဗာပူးအတင်းကတော့အသေးရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဒါဝင်နူညက်စ်ကိုအပိသက်ရောင်းချသွားဖို့ကလပ်တင်းဘက်ကဆုံးဖြတ်ထားပြီးတော့မှလက်ရှိမှာတော့ဒါဝင်နူညက်စ်ကိုစပိန်လာလီဂါကလပ်တင်းဖြစ်တဲ့ဘာစီလိုနာအတင်းကအရာခိုဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှဒါ Daily Mirror ကဖော်ပြထားတယ်ဒါပဲကျွန်တော်လီဗာပူးအသင်းကတော့ဘုံမောက်အသင်းရဲ့ဘယ်နောက်ခံကစားသမားဖြစ်တဲ့မီလိုကာဖစ်ကိုခေါ်ယူဖို့ကလပ်တင်းကစိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ် ဒါအပြင်ကျွန်တော်ကစားသမားကိုရိုင်းကလီဗာပူးအသင်းကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေပြီးတော့မှမကြခင်မှာပဲလီဗာပူးအသင်းကဒီကစားသမားကိုတရားဝင်ကမ်းလှမ်းသွားဖို့အခြေအနေရှိရဆိုပြီးတော့မှဖော်ဖော်အင်ဆိုင်ဒါသုံးသပ်ထားတယ်တော်တရားဟော့စပါတင်းရဲ့တာဝန်ရှိတဲ့သူတွေကတော့လက်ရှိမှာဒီအသင်းရဲ့နီးပါးဖြစ်တဲ့ဗောလေကျွန်တော်အပ်ပိုစီကိုဂလူးကိုတော့ကလပ်အသင်းကနေထုတ်ပယ်သွားဖို့ကြိုးပမ်းသွားမှာဖြစ်ပြီးတော့မှပိုစီကိုဂလူးရဲ့နေရာမှာဒါဖူအန်တင်းရဲ့နီးပါးဖြစ်တဲ့မတ်ကိုစေးပါနဲ့အစားထိုးနိုင်ဖို့တော်တရားဟော့စပါတင်းတာဝန်ရှိတဲ့သူတွေကစိတ်ဝင်စားနေဆိုပြီးတော့မှ David Espa ကဖော်ပြထားတယ်။ Barcelona တင်းကတော့ကလပ်တင်းရဲ့ကိုယ်သမားဖြစ်တဲ့ Finas ကို Lamentable Transfer Window မှာအပိသက်ရောင်းချသွားရမယ်ဆိုပြီးဖော်ပြထားတယ်။ Barcelona အတင်းနဲ့ Setup ကိုအတင်းချားမှာဒီကစားသမားကိုရောင်းဝယ်ဖို့စွမ်းနမှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှ Marca ကဖော်ပြထားတယ်။ဆိုတော့ Finas ကိုယ်တိုင်ကဒီတရားဒီလုံး injury အခြေအနေကြောင့်မလို့ Barcelona အတင်းရဲ့ပွဲစဉ်တွေအားလုံးကိုလွှဲချော်ထားတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ Barcelona အတင်းကတရားဒီစာချုပ်နဲ့ခေါ်ယူထားတဲ့ကိုယ်တော်ဖြစ်တဲ့ဆက်စပ်ဒီ ကပေါ့လေလက်ရှိ performance ကောင်းတွေပြထားတဲ့အတွက်ဆက်စနီကိုဒါအဆင်ပြေရင်နောက်ထပ်တရားစီထပ်ပြီးတက်တန်းတိုးနိုင်ဖို့ဘာစီလိုနာအသင်းဘက်ကကြိုးပမ်းသွားမှာဖြစ်ပြီးတော့မှဒါဂိုးသမားဖြစ်တဲ့ Pinas ကိုတော့ setup ပြီးကိုအသင်းစီရောင်းချဖို့ကလပ်သေးရတာဝန်ရှိတဲ့သူတွေက season နေတယ်ဆိုပြီးတော့မှ marker ကပေါ်ပြထားတယ်ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်